ားလုံးပဲမင်္ဂလာပါဒီမိုလီခွေးချင်းသားနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာကအခုမှ design ပိုင်းကိုစပြီးရေးရာနေတဲ့သူများတို့ကိုရည်ရထားခြင်းဖြစ်ပါတယ် Photoshop နဲ့ Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆင်မယ်တူးတွေကဘယ်လိုအသုံးဝင်လဲပန္နာတွေ design တွေ mock တွေဘယ်လိုလုပ်ရလဲဆိုတာကိုတစ်ခုချင်းအခြေခံကစပြီးသင်ကြားပေးမယ့် channel လေးဖြစ်ပါတယ်အဲ့တော့ video လေးမစခင် channel လေးကို subscribe လုပ်

အခုကျွန်တော်ဒီမှာပြားရတဲ့ပုံကကြတော့ဒေါရင်ပုံပေါ့နော်ဒေါရင်ပုံဒါတွေက dimension တွေပေါ့နော်ဒါသူ့ရဲ့ဒီကောင်တွေကမီလီမီတာနဲ့ကွာထားတာပေါ့နော်ဒါတွေကမီလီမီတာတွေပေါ့ဆိုတော့ကျွန်တော်တို့ဒီပုံကိုကျွန်တော်တို့ဆွဲကြည့်မယ်ပေါ့ဆိုတော့အရှိမှတော့ကျွန်တော်တူးရည်နဲ့တူးရည်ကိုလည်းကျွန်တော်ပြခဲ့ပြီးပြီတကယ်လို့မတိသေးဘူးအခုမှဒီဗီဒီယိုကြည့်ကြဆိုလို့ရှိရင်အခြေခံတော့ပြီးတော့ဟိုပောက်ပွားမှာတော့ပြီးတော့ပေါ့နော်စားလေးလာမှာ ကိုအဆင်ပြေလိုက်မယ်ဆိုတော့ဒီဗီဒီယိုကျွန်တော်တင်တဲ့ဗီဒီယိုတော့ရှောက်ကြည့်လာပြီဒီအဆင်ပြေရပြီဆိုလို့ရှိရင်တော့အဆင်ပြေမယ်ဒါကြတော့ကျွန်တော် basic battery မှာကျွန်တော်တင်ပေးမယ်သင်ခန်းစာပေါ့နော် okay ဒါဆိုရင်ကျွန်တော်စလိုက်ရအောင်အခုကျွန်တော်တို့ slide share ကိုဖွင့်လိုက်ပြီပေါ့နော် slide share ဖွင့်လိုက်ပြီဆိုလို့ရှိရင် slide share ကိုရပြီဒါပေမဲ့ကျွန်တော်တို့ကဒီပုံကိုတော့ကြည့်လိုက် ီပါဆွဲလိုက်ဆိုလို့ရှိရင်အဆင်မပြေဘူးအလုပ်ကြီးပိုလျှောက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒါကိုဒီရစကိုက်ရှက်ထဲမှာပေါ့ထည့်ထားမယ်ပေါ့နော်ဒါကိုဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ကျွန်တော်ကဒီမှာဒီစကိုက်ရှက်ဖွင့်လာပြီဆိုလို့ရှိရင်ဒီမှာဂျက်ဖို့ထိုင်းပေါ်ရမယ်ပေါ့နော်မပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြခဲ့ဘူးလေ window တွေကနေတွားပြီးတော့ဒီမှာ dashboard တွေကိုတွားနှိပ်ရအောင်ပေါ့နော်နှိပ်ပြီးဆိုလို့ရှိရင်ပေါ်လာလိမ့်မယ်ဆိုတော့ okay အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ style နဲ့ကိုသွားမယ်ပေါ့နော်ဒီမှာ style နဲ့ကိုသွားမယ် style နဲ့ကမှကျွန်တော် add အဲ့ဒီကမှကျွန်တော်ကဒီရဲ့ပုံလေးဒီမှာကျွန်တော်တို့ဟိုဘာမောက်လေးတင်လိုက်ပြီဆိုလို့ရှိရင်တို့ဒီမှာစာလေးကြီးပေါ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ line ဖတ်လို့ရတယ်ဒီမှာ slash ရှိမယ် edit ရှိမယ် match ရှိမယ်ကျွန်တော် edit ထဲကိုသွားမယ် edit ထဲသွားပြီးတော့ကမှဆိုတော့ ဒီခေတ်ကရေမလို့လေးခုမြောက်ဒါပေမဲ့အပေါ်အိုင်ကွန်လေးတင်လိုက်ပြီဆိုလို့ရှိရင် water mask second ဆိုပြီးပေါ်တယ်နော်ပေါ်ပြီဆိုလို့ရှိရင်ဒီမှာအပေါင်းလက္ခဏာလေးရှိမယ်ဒါလေးကို add water mask ကိုချက်နေလိုက်ပေါ့နေလိုက်ပြီဆိုလို့ရှိရင်ကိုယ်ကဘယ် file ပုံမှာထားလဲပေါ့နော် file line ကြောင်းအောင်သွားယူမယ်ယူပြီးတော့ကျွန်တော်တို့ကကျွန်တော်အခုထားတဲ့ file line ကိုကျွန်တော်ရင်သွားလိုက်မယ် โอเคဒါဆိုလို့ရှိရင်ကြာလာပြီကြာလာပြီဆိုလို့ရှိရင်ဒီပေါက်ကြာလာပြီဆိုလို့ရှိရင်ဒီပေါက်မှာကျွန်တော် water map water map ဝမ်းဆိုပြီးပြနေဒီမှာ name လို့ပြောတာပေါ့နော် name ဆိုတာကျွန်တော် file name ပေးခိုင်းတာ name ပေးမလားပေါ့မပေးချင်လည်းရတယ်ပေးမယ်ဆိုလည်းရကျွန်တော်ပေးတော့ဘူးပေါ့နော် so ဒီမှာ background ရင် overlay ရေဆိုပြီးပြရအောင်။ background ညီနဲ့ထားမှာလား။ background ညီနဲ့ထားမှာဆိုရှင်သူကဒီ screen အကုန်လုံးကိုသူက background ဖြစ်သွားမှာ။ overlay ကိုကျွန်တော်ထားမယ်။ next next ဆိုရှင်သူကဒီမှာ ဂရိတ်မတ်ဘာညာပြရတယ်ပေါ့နော်။ဒါ background image ဘာညာဒါကိုကျွန်တော်တို့ဘာမှမလုပ်သေးဘူး။နှိပ်ထနေ။နှိပ်ပြီဆိုလို့ရှိရင်တော်ဒီမှာတောင်းခုထပ်ပြရတယ်ပေါ့။ကျွန်တော်တို့ကဒီမှာ secret to faith တဲ့ sequence ဆိုတာဒီ sequence ကိုအပြည့်ထားမှလာမိတယ်။ကျွန်တော်တိုင်တယ် around the sequence ဆိုတာဒီဟောပေါ့နော်။တိတိလေးဖြစ်သွားပါနော်။ဒီမှာတိတိလေးဖြစ်သွားပါနော်။ဒီမှာဒါကုန်းကကျွန်တော်ပြောတဲ့ဟာကျွန်တော် position တွေကိုတွောင်းပါ position တွေ ကိုယ်စားရှင်နဲ့ဆိုလို့ရှိရင်ဒီမှာတော့တည်တည်လေးဖြစ်သွားပြီအဲ့ဒီမှာကျွန်တော်ကဒီဘက်မှာဖက်ပြထားတယ်အလဲမှာထားမှာလားသူ့ဘုံမှာထားမယ်အဲ့ဒါကိုပြောင်းလို့ရတယ် channel လိုက်လို့ရှိရင်သူဟိုးအပေါ်တောင်းရှာသွားတယ်လားနော်အဲ့ဒီမှာကျွန်တော်က skill ကိုတော့ကျွန်တော်ကအသေးကြီးလုပ်လို့ရတယ်နော်ဒီမှာအသေးကြီးဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာထားပါတယ် project ကဒီမှာလုပ်မှာဖြစ်တဲ့ကြောင့်ဒီနောက်မှာထားတော့နည်းနည်းလေးအာရုံနောက်အောင်မယ်ဒီဘက်ထောင်းကိုပြောင်းမယ် ဒီဘက်အောင်ပြောင်းမယ်ဆိုတော့ဒီမှာကကျတော့သူက power league မှာကျွန်တော်တို့ကအရှိမှာကျွန်တော်ကဒီမှာဟောပါတော့ကြည့်ကြအောင်ပိုပဲစကြီးကိုကျွန်တော်ကရှော့ခဲ့လို့ပေါ့နော်အဆုံးတင်လိုက်ရတယ်နော်ဒီမှာအဆုံးတင်လိုက်တယ်ပေါ့အဆုံးတင်ပြီးပြီးနေကျွန်တော်ဒီမှာထားခဲ့တဲ့အတိုင်းပဲစကြီးကိုဘယ်လောက်ထားမှာလဲနော်ကျွန်တော်ကဒီလောက်မြင်သာအောင်ဒီလောက်ထားထားပေးတယ်ပြီး finish နော်ဒါဆိုရင်ကျွန်တော်ပုံစဆွဲလို့ရပြီနော်ပုံစဆွဲလို့ရပြီ ဲ့တော့ဒီမှာကျွန်တော်ဒီနားဖြစ်နေတဲ့ဟာကိုကျွန်တော်ဒီဘက်ကိုဆွဲလိုက်တယ်ပေါ့ဆွဲတယ်ဆိုတာဘယ်လိုဆွဲရလဲဆိုရင်ရှေ့ရကျွန်တော်မောက်ကနေပြီးတော့ဘိန်းလေးကိုဖိထားပြီးတော့ဆွဲတာပေါ့နော်နော်သူကဒီမှာတူအကြောတူပေါ့နော်ပန်တူဆိုတာနော်ကိုနှိပ်ပြီးတော့ကိုလို့လို့သွားထားလို့ရတယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ကအရင်ဆုံးဒီဟာလေးကိုနည်းနည်းပြန်လေ့လာလိုက်အောင်အဲ့တော့ဒီမှာမီလီမီတာနဲ့ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ36မီလီမီတာ32မီလီမီတာ ီကောင်ရဲ့အကျယ်ကကျတော့40မီလီမီတာဒါကကျတော့78အဝိုင်းပေါ့နော်78အဝိုင်းပြထားတယ်ပြီးရင်ဒီအခုံးကိုကျတော့16မီလီမီတာခွာတယ်ပေါ့ဒီရဲ့အဝိုင်းလေးက16မီလီမီတာနော်ပြီးရင်ဒီရဲ့ဒီရဲ့ဝင်ရိုးပေါ့နော်ဒီဝင်ရိုးလေးကိုကျတော့17မီလီမီတာပြောင်းထားတယ်ဒီကောင်17 17မီလီမီတာပတ်လေပေါ့ ဲ့တော့အခုကျွန်တော်တို့ကဒီမှာလုံးမယ်ဆိုလို့ရှင်မီလီမီတာနဲ့လုံးအောင်ဖြစ်တဲ့အတွက် window တွေပေါ့နော် window တွေကိုသွား model info ချနေလိုက်ပေါ့ဒီမှာကျွန်တော်ပြခဲ့ပူတဲ့အရှိဗီဒီယိုမှာဒီမှာ image of forty ဟောပေါ့နော် inch ရဲ့ဟောပြောင်းအောင်ပါပေါ့နော် format ကိုပြောင်းအောင်ပါကျွန်တော်တို့ကမီလီမီတာနဲ့ဖြစ်တဲ့အတွက်ဒီမှာမီလီမီတာနဲ့ပြောင်းအောင်ဒီမှာအကောင်လုံးက inch ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ email ကိုပြောင်းမယ် မီလီမီတာပြောင်းမယ်မီလီမီတာပြောင်းမယ်မီလီမီတာပြောင်းမယ်โอเคအားလုံးမီလီမီတာဖြစ်သွားပြီဆိုရှင်ပြေးလိုက်တော့နော်ရမယ်နော်ဒီစင်ကြီးโอเคလုံးနေညမရှင်းတာရှင်ကျွန်တော်ကွန်မန့်ဘောက်မှာမေးခဲ့လို့ရတယ်အရှိဗီဒီယိုလေးဘီစစ်ကြီးပြထားတယ်ပေါ့နော်1 2 3ပေါ့အခုဒီနေ့ဆိုရှင်ဒီအပတ်မှာဆိုလို့ရှင်3ချီရောက်သွားပြီပေါ့နော်ဆိုတော့တဖြည်းဖြည်းကျွန်တော်ဒီထက်ပုံမြင့်လာမယ်ပေါ့နော်ပုံမြင့်လာမယ်တေချာလေး လိုက်လေ့လာပြီးတော့ဒေချာလေးလောက်ပါကျွန်တော်သင်ခန်းစာပြီးသွားပြီဆိုတာနဲ့ slide ရက်ကိုကောင်းကောင်းတုံးတက်သွားမယ်နော်ဆိုတော့ okay စမယ်အဲ့တော့ကျွန်တော်တို့ဒီမှာ60 mm နော်ပြီးတော့36ရဲ့32ရဲ့ကျွန်တော်တို့ပေါင်းပေါင်းလိုက်ပါနော်ဆိုတော့ကျွန်တော်ဟိုကက်ကူလေတာယူလိုက်မယ်36ပေါင်း30 36ပေါင်း32ပေါင်း 16အပေါင်းဟုတ်တယ်နော်32အပေါင်း36အပေါင်း16အပေါင်းဆိုတော့80နဲ့လीနော်ဟုတ်တယ်နော်32အပေါင်း36အပေါင်း16အပေါင်းဟုတ်တယ်နော်80နဲ့လीအဲ့တော့84 40လို့ကျွန်တော်တို့ရကြရမယ်။ Okay အဲ့ဒါဆိုရှင်ဘက်တက်ကူလာတော့ယူရမယ်ပေါ့နော်။ဘက်တက်ကူလာ2ပေါ့နော်။ဒီ2ကြီးကကျွန်တော်ရှင်းပြခဲ့ပြီပြီနော်။ဘက်တက်ဘက်တက်က2ကိုယူမယ်။ပြီးဒီမှာဆွဲလိုက်မယ်။ ပြီးရင်ကျွန်တော်မီလီမီတာရိုက်ခဲ့မယ်ခုနကကျွန်တော်ပြောခဲ့တဲ့84မီလီမီတာ50မီလီမီတာအနာကောက်ဒါဆိုလို့ရှိရင်ဒီမှာကြာသွားတယ်ဟုတ်ပြီနော်ကြာသွားပြီမှကျွန်တော်ရိုက်လိုက်တဲ့အကွက်ကလေးရပြီအဝိုင်းပုံစံကြီးချိုးရမယ်နော်တော့ဒီမှာတစ်ခါချိုးခဲ့မှအဆင်ပြေမယ်ကျွန်တော်ကအပေါ်70မီလီမီတာတက်သွားပြီးမှချိုးရဆိုရင်အဆင်မပြေဘူးနော်ဒီမှာတစ်ခါချိုးခဲ့မယ်တစ်ခါလေးလှုပ်ရအောင်โอเค ကျွန်တော်တို့ကဒီမှာတန်းကြီးတော့ဘယ်လောက်ရှိလဲ40မီလီမီတာစာနာထားမယ်20မီလီမီတာဟုတ်ပြီနော်20မီလီမီတာဒီအကနေအနောက်ကနေဘယ်လောက်กว่าလဲ16မီလီမီတာအကွာ16 Okay နော်16ဒါဆိုရှင်ဒီလိုအကွက်ကလေးရပြီရပြီဆိုလို့ရှင်ကျွန်တော်တောင်းရမယ်တူပါကြတော့2.8ကိုတောင်းပါနော်2.8ကိုတောင်းပါကျွန်တော်ဒီတောင်းမှာတော့ဒီမှာမြင်အောင်ကြည့်နော်ဒီမှာတော့တော့ဒီမှာကျွန်တော်တို့က မောက်ကလေးတစ်ချက်တင်လိုက်ပြီဆိုတာနဲ့ဟိုတူဒီမှာ point လေးပြရတယ်နော် intersection point ဆိုပြရတယ်နော် intersection point ဆိုပြရတယ်အဲ့ point ကြာမှာဒီကောင်မှန်ပါမတိချက်ထောက်ထောက်ပြီးတူဒီမှာတိချက်ထက်ထောက် target to ဒီမှာဒီမှာပေါ်လာစာလေးတစ်ချက်နဲ့နေပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပြာရောင် line လေးပေါ်ပါမယ်ပေါ့နော်အပြာရောင် line လေးပေါ်မယ်ပေါ်ပြီဆိုရင်တစ်ချက်နဲ့နေပြီဆိုလို့ရှိရင်တူဒီမှာတို့လားအချက်ချက်ကလေးဖြစ်နေအဲ့ဒါကိုကျွန်တော်တို့က ွဲတင်လိုက်ပြီဆိုလို့ရှိရင်တော့အချစ်တင်နေပါတော့အချစ်တင်နေဖြစ်ပေါ်မှာကျွန်တော်အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုသူ့ကိုညီအောင်ကျွန်တော်တို့ကအနာလေးဟောပါတော့ဘယ်လိုပြောမလဲဖေတာပေးတဲ့ပုံစံမျိုးလေးပေးရမှာအဲ့တော့ဘာလုပ်ရမလဲဆို entity info info တွေက entity info နော် entity info တွေကသွားပြီးလို့ရှိရင်ဒီမှာ C math ဆိုတာရှိတယ် C math ထင်မှာစနစ်ဖြစ်တယ်အဲ့ဒီမှာကျွန်တော်20လောက်ရိုက်ချတယ်20နဲ့ထင်ရိုက်ကြည့်လိုက်သူကများွားလဲဘာမှမဖြစ် မှားသွားပြီအများကြီးအများကြီးမရဘူးဆိုလို့ရှိရင်တော်ဒီမျိုး message ပေါက်ပေါ်တယ်နော်အဲဒါကိုကျွန်တော်ကခုန20 25ထားကြည့်25ရှိရဒါဆိုလို့ရှိရင်ခုနကကျွန်တော်တွေ့ခဲ့တဲ့ဟာလေးနဲ့ဘာမှဆိုင်အောင်နော်လုံးဝဒီကောင်ကဒီဘက်ချောင်းလည်းဒီတိုင်းပဲသွားမယ်သွားသွားနော်โอเคရပြီဒါတော့လည်းခုနကကျွန်တော်25ပဲထားမယ် မဆန်လားเนาะဒါလေးရပြီဒါကိုကျွန်တော် delete နဲ့ delete နဲ့ဖြတ်လို့ရသလို eliza 2တုံးလို့ရတယ်ဒီမှာ eliza 2ရှိတယ်သူ့ရဲ့ shortcut က e ပေါ့เนาะ e ကိုနှိပ်ရလို့ရတယ်เนาะ eliza 2ရှိတယ်ဖြတ်လိုက်ဒီလိုကလေးထပ်ဖြတ်ရှာမယ်เนาะ okay ဒီမှာပြီးလို့ရှိရင်ကျွန်တော်အလယ်မှာအပေါက်ဖောက်ဒီအပေါက်ကလေးကိုဖောက်မယ်ဖောက်ဖို့အတွက်ဒီမှာတော့ဗာပြောထားတယ်ဆိုကျွန်တော်တို့ကဒီမှာ cycle 2ကိုပြောင်းရမယ်။ cycle 2ကိုရွှေ့ရွှေ့ပြီးဒီမှာ click ချက်ထားအောင် နော်ဒီမှာနော် intersection ဆိုပြီးပေါ်နေတယ် intersection ပေါ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုစော်ခုနကကျွန်တော် site ကိုပြောင်းထားတယ်ပေါ့ site မှာကျွန်တော်တက်ရပြန်ရိုက်ခဲ့တာနော်ပြီးရင်ဟိုကျွန်တော်ခုနကပြောတဲ့၈ကိုရိုက်တယ်ဒါဆို click ချက်ထောက်လိုက်တော့ထောက်လိုက်ပြီးဆိုလို့ရှိရင်၈ကိုရိုက်လိုက်နော်မတူနေဆွဲကြည့်လိုက်ပြီးရင်၈ကိုရိုက်လိုက်ကဒါဘာလို့မက်ဆေ့ပေါ်လာလဲဆိုတော့ခုန ကျွန်တော်တရားဆိုတဲ့ဟာများနေလို့ဒါပေးမလို့ဘူးဟုတ်အဲ့တော့ကျွန်တော်တို့ကဒီမှာအခုတော့24ပြင်ပေါ်လိုက်ဆိုတော့60လောက်ထားလိုက်ပေါ့ဒါဆို60ပေါ်ဝိုင်းရပါတယ်နော်ဒါဆိုရှင်ဒီအဝိုင်းကိုကျွန်တော်ဒလီနဲ့ဖြတ်လိုက်နော်ဒါဆိုဒီအပေါက်ကလေးဖြတ်သွားပြီဟုတ်ပြီနော်ဆိုတော့အဲ့ကြီးရမှာဖြစ်နေโอเคအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကသူ့ကိုအပေါ်ဆွဲတင်မယ်ပေါ့နော် ဆာ7မီလီမီတာဆက်တင်မယ်ပုတ်တူနဲ့ဆက်တင်မယ်7เนาะဒါဆိုရင်မရပြီโอเคဒီ ruler ကြီးဖြတ်လိုက်တော့ဖြတ်ပြီဆိုလို့ရှင်ကျောင်းဒီကြီးရောက်သွားပြီဆိုလို့ရှင်ဒီဟာကိုတပည့်ကလေးနှိချလာပါတော့တပည့်ကလေးနှိချက်နှိလိုက်ဒါဆိုရှင်အကောင့် selection ဝင်သွားပြီဝင်သွားပြီဆိုလို့ရှင်သူ့ကိုကျွန်တော်တို့ကထောင်ရမယ်ထောင်ရမယ်ပေါ့နော်ဒီမှာကျွန်တော်ကဘာတူကိုယူရမလဲဆိုလို့ရှင် rotate တူကိုယူ ရွေးပြီးတော့ rotate တူစရွေးပြီးဆိုတာနဲ့ဟိုကျွန်တော်တို့ကဒီမှာဘာဖြစ်မလဲဆိုတော့သူကအမျိုးမျိုးပေါ်လာလိမ့်မယ်ပေါ့နော်ကိုလိုချင်တဲ့အပုံစံမျိုးကိုကျွန်တော်တို့ကဟိုအဲလိုကီလေးနဲ့ရှောက်ရွှေ့ကြည့်လို့ရတယ်နော်ကျွန်တော်တို့ဒီဘက်ကိုအပေါ်ဆွဲထောင်ပါထောင်ပြီးဆိုလို့ရှိရင်သူကဒီမှာမှားလို့မရဘူးပေါ့နော်ဒီမှာဒီအစိမ်းလိုက်မဲ့ပေါ်ရမယ်ပေါ့နော် green line ပဲပေါ်ရမယ်ပေါ်ပြီးဆိုလို့ရှိရင်တစ်ချက်နှိပ်ပြီးအပေါ်ဆွဲထောင်လိုက် ထောင်လိုက်ပြီဆိုရင်လည်းဒီလိုပဲအမဲပေါ်နေလို့မရဘူးအမဲလိုင်းပေါ်နေလို့မရဘူးတူကကျွန်တော်တို့အပေါ်ထောင်တာဖြစ်တဲ့အတွက် blue line ပေါ်ပါမယ်မှန်ပြီဆိုရှင် deletion နေလိုက်ဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်တို့ကဒီမှာသူ့ရဲ့ exit line ဒီမှာအပြင်ကိုရောက်နေကြပါတော့ကျွန်တော်အထက်ထဲကိုပြန်ရွှေ့မုတ်တူကိုပြောင်းအောင်ပါနော်မုတ်တူပြောင်းပြီးလို့ရှင်ဒီဘက်ကိုလိုပဲတော်ရက်လူမှားလို့မရဘူးเนาะဒီလိုအမဲလိုက်နေပေါ်လို့မရဘူး เนาะအဲ့တော့ကျွန်တော်တို့ကဒီဘက်ကိုဆွဲတာဖြစ်တဲ့အတွက်သွားဟိုမှာ blue line ပြတာပေါ့နော် blue line oh sorry ဟိုက green line ပြတာလေ green ဖြစ်မှရပါအဲ့ဒါမှမှန်ပါเนาะဒါလေးကိုသိထားပါပြီးရင်ဒီမှာရပြီဆိုရှင် delete ချက်ထားเนาะထားလိုက်ဆိုရှင်ဆိုဒီမှာရပြီအဲ့တော့ဒီတစ်ခုနဲ့ဒီတစ်ခုမှာဒီရဲ့အကွာအဝေးပေါ့ဒီရဲ့အကွာအဝေးကဘယ်လောက်လဲเนาะဒီရဲ့အကွာအဝေးကဘယ်လောက်လဲဆိုရှင်ခုနကကျွန်တော်လောက်ထားခဲ့တာ40 ရေးစရည်ရေးစရည်ကနေကျွန်တော်တို့ကရေးစရည်ကနေ22မိနစ်22မိနစ်ဆို16မီလီမီတာအကွာเนาะဒီကောင်ရဲ့အဝါအခြေက16မီလီမီတာအကွာရှိတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာเนาะပြန်ဟာလီယူဒီမှာ top top 16 mm အကွာရိုက်ချလိုက်။ရိုက်ပြီးလို့ရှိလို့ရှင်ဒီမှာ ီဘက်တောင်းကနေဆွဲပေါ့နော်ဒီဘက်တောင်းကနေကျွန်တော်ကဒီမှာ end point ပေါ့နော်ဒီမှာ end point ဆိုပြီးပြရတာ end point လေးကိုပေါ်ပြီးဆိုရင်တစ်ချက်နှိပ်ပြီးရင် control လေးကိုတစ်ချက်နှိပ်ချလိုက် control နှိပ်ပြီးဆိုတော့ copy power ကြီးပေါ့နော်ဒီမှာ blue green line ပဲဖြည့်ရမယ်ရပြီဆိုရင်တစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီငကူရဲ့အကွာရေ7 mm နော်အဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်တို့ကခုနက30 mm ရှိမယ် တော့ဒီကနေပြီးတော့ဒီ point ကနေပြီးတော့တော့36 mm 36 mm ကိုကျွန်တော်တခါလေးဟိုကဖြစ်မှာ36 mm ပြောင်းမယ်နော်အကွာ36ဟုတ်ပြီနော်36ဒီစီနော်ဟုတ်ပြီနော်ပြီးရင်ဒီဘက်ကကျတော့တော့32ဟုတ်တယ်နော်မှန်တယ်နော်အဲ့တော့အခုကျွန်တော်တို့ကဒီမှာ line 2ရွှေမယ်နော် line 2ပြောင်းမယ် ီမှာ line 2เนาะ line 2ပြောင်း g ရဲ့ point မှာတွေ့လား intersection point ဆိုတာပေါ်တယ်ပြီးရင်တွေ့ရအဲ့လိုပဲ switch ချက်နော်ကျွန်တော် down light ပေါ်เนาะအပေါ် down light ဆိုလို့ရှိရင်တို့က blue line ပဲပေါ်ရမယ်เนาะ shift နဲ့ဒါဆိုရင်စောင်းသွားပြီเนาะ blue line ပဲပေါ်ရမယ် okay ဒါဆိုရင်ရပြီဟုတ်ပြီเนาะ အဲ့မှာကျွန်တော်တို့ကပြန်ပြီးတော့ပုတ်တူနဲ့ဆွဲဆွဲပြီးဒီအစမရောင်းရင်ရှင်းနေချလိုက်ဒါဆိုရင်သူကလည်းသူပြီးသွားပြီနော်ဒီ line လေးတွေကိုအေလီဇာတူလီနဲ့ဖျက်ဟုတ်ပြီနော်ဒီစင်ကြီးရပြီ ြီးကျွန်တော်တို့ကဒီမှာသူက7 mm အကွာတဲ့နော်သူကဒီ line က7 mm mm 7ရိုက်7ရိုက်လိုက်နော်7ရိုက်လိုက်ပြီးပြီးရင်ကျွန်တော်ဘာလုပ်မလဲဒီမှာ line ထပ်ပေးမယ်ဟုတ်ပြီနော်ပြီးရင်ဒီမှာ7 mm ဝင်သွားတာဖြစ်တဲ့အတွက်သူကဒီမှာဟိုကမရှိတော့30နှစ်မရှိတော့ဒီနောက်ကဝင်ရိုးက30နှစ်ဖြစ်တဲ့အတွက် စတိမီတာပြန်တိုးရမယ်ဒီဘက်ကိုစတိပြန်တိုးရမယ်မသိဘူးတကယ်လို့ရှုပ်ရင်ကျွန်တော်ကိုကောင်းမှမေးလို့ရတယ်เนาะကျွန်တော်ရှင်းပြပေးမယ်เนาะဆိုတော့နားမလည်တာရှိနေမေးလို့ရပါတယ်ကျွန်တော်ဒီစားလေးရှင်းပြပေးပါမယ်အဲ့တော့အခုကျွန်တော်ကဒီမှာဒီဝင်ရိုးပေါ့เนาะဝင်ရိုးလေးကိုဆွဲရမယ်ဆွဲမှာဖြစ်တဲ့ကြောကျွန်တော်တို့ကဒီမှာစန္နာထားမှရမှာပေါ့နော်စန္နာ lines ခေါ်ရမယ်ဒီမှာ40ဟာရှိတယ်ဆိုတော့ ခုနပြောစရာမလိုတော့ဘူး20ဒီဘက်ကနေ20ဒါဆိုလို့ရှိရင် तू ကစန္ဒာဖြစ်သွားပြီเนาะစန္ဒာပွားရင်အဲ့တော့ခုနက cycle 2ကိုပြောင်းမယ်ပြောင်းပြီးတော့ဒီမှာ glitch ထောက်ထောက်ပြီးတော့ခုနကကျွန်တော်ဘယ်လောက်လဲ16ဆိုတော့6ရိုက်လိုက်เนาะ6ရိုက်ဒီမှာခုနကကျွန်တော်ပြောဒီမှာအထက်တက်ကလေးဖြစ်နေတယ်ရေးကြတာထားကြည့်လိုက်ဒါဆိုလည်းမရသေးဘူးနည်းတယ် 50 nada ne di 60ပြောင်းကြည့်မယ် okay 60ကိုရပြီရပြီဖြစ်တဲ့အတွက်အခုကျွန်တော်တို့ကသူ့ကိုဒီဥစ္စာကိုဝင်ရုပ်ဖော်မယ်ပေါ့နော်ဖော်မယ်ဆိုပို့သူ့ကိုပြောင်းမယ်ပေါ့ပို့သူ့ကိုပြောင်းပေးရမယ်ပြောင်းပြီးတော့ဆွဲလိုက်ခုနကကျွန်တော်ဒီမှာထားခဲ့တဲ့ line နော်ဒီ line လေးရောက်ပြီဆိုလို့ရှိရင် delete ချနေလိုက်ဒါဆိုလို့ရှိရင်32 mm ဖြစ်သွားပြီ နော်မလိုရတဲ့ eliza 2တွေကိုမလိုရတဲ့ line တွေကို eliza 2နဲ့ဖြတ်ပလိုက်ဒါဆိုရင်ရမှာနော်ရမယ်ထင်တယ်နော်ကျွန်တော်ပြောရလဲရှင်းမယ်ထင်တယ်အဲဒီနေရာမှာကျွန်တော်နည်းနည်းလေးပြောချင်တာကျွန်တော်အခု recording လုပ်နေတဲ့ mic ကအတန်ဟိုတိတ်မကောင်းဘူးနော် mic ကတိတ်မကောင်းဘူး ဟိုကျွန်တော်အတန်လေးတိုးကောင်းတိုးနိုင်နေပေါ့နော်ဆိုတော့အဆင်ပြေရာရှိလို့ရှိလို့ရှင်အချိန်ချင်းပြလို့ရပါတယ်ကျွန်တော်အတွက်အကျွန်တော်ဘာလိုအပ်လဲပေါ့အတန်ပိုင်းမှာလိုလားအဲ့ဒီမျိုးတွေဟိုကွန်မမှာဝင်ပြီးတော့ပြောပြလို့ရတယ်အဲ့ဒါမှကျွန်တော်လည်းဘာလိုလဲဆိုတာကိုကျွန်တော်ဖြည့်ဆည်းလို့ရမှာပေါ့နော်ဆိုတော့ဘယ်လိုတော့တိခံပြပါပေါ့နော်ဒီအတန်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်မဝင်နိုင်သေးလို့ပေါ့ဗျာမိုက်ကလည်းမဝင်နိုင်သေးလို့ကျွန်တော်မဝင်နိုင်သေးဘူးကျွန်တော်မှရှိတဲ့ မိုက်နည်းနည်းကိုရောအမျိုးသားညံ့တဲ့ဟာလေးနဲ့ပဲကျွန်တော်ရကောင်းရင်တွင်းရဖြစ်တဲ့အတွက်နားထောင်ရတဲ့အဆင်မပြေနိုင် ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တွက်လည်းကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ယခုအခုဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင်ကျွန်တော်ကို comment ပေါ်မှာမေးခဲ့လို့ရပါတယ်အခုဟာအခုကျွန်တော်တင်ပေးတဲ့သင်ခန်းစာလေးလွယ်မယ်ထင်တယ်နောက်ပိုင်းကျရင်ဒီကဲကျွန်တော်တို့စကေးနည်းနည်းဟိုလိုပြောမယ်ဟိုဘောနော်တကယ်စကေးကြတဲ့ပုံကြီးလာအောင်မယ် ဒီတော့ပို့ပြီးတော့နည်းနည်းခတ်တဲ့ပုံကြီးလာမယ်ပေါ့နော်ဆိုတော့အခုကတော့လွယ်တယ်ကျွန်တော်နောက်ပိုင်းတစ်ဖြည်းဖြည်းအိမ်ဆောင်တဲ့အပိုင်းကိုလည်းဟိုအိမ်ဒီပိုင်းဆောင်တဲ့စင်တီပေါ့နော်တွားမယ်ဒီလိုဆိုရင်ကျွန်တော်တို့ဒီ exhibition နဲ့ပတ်သက်တဲ့ဘူးဒီပိုင်းကိုကျွန်တော်တို့တွားမယ်ပေါ့နော်တစ်ဖြည်းဖြည်းကျွန်တော်တို့တွားမယ်ကျွန်တော်ရဲ့ဗီဒီယိုအစနေအဆုံးကြည့်ပြီးတဲ့ပြောင်းချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ဗျာ